တောက်တာစားနဲ့ပတ်သက်ဒီအသုံးလေးတွေကိုသိထားသင့်တယ်နော်ဒီညတောက်ကြအောင် let's drink tonight let's drink tonight သို့မဟုတ် let's grab a drink tonight okay နည်းနည်းထွေးနေပြီထွေးအောင် tipsy အသုံးပြောလို့ရနော် i'm a bit tipsy i'm a bit tipsy အနည်းထွေးနေပြီ okay ငါမူးလာပြီ i'm getting drunk i'm getting drunk don't make me drink anymore ငါမူးလာပြီငါ့ကိုထပ်မတောက်ခိုင်းနေတော့ okay I'm very drunk. Don't make me drink anymore. ငါရမ်းမှုနေပြီ I'm totally wasted. But I can stay drunk. ငါရမ်းမှုနေဒီမှာငါတောင်းနိုင်ရဲ Okay. I'm totally wasted. But I can stay still drunk. Movie ကုန်ပြီလား Movie ကုန်ပြီတဲ့ဟာကို Black Hawk ကိုတုံပြောလို့ရရနော် I drank so much that I blacked out last night. ပြီးခဲ့ညအတောက်များပြီးတော့အကုန်မေးပဲ မေးလောင်ကိုတောက်တာပေါ့ဒီတော့ပြောနေတာ okay i drank so much that i blacked out last night okay စာတပင်တုံးလို့ရပါတယ်အခုလိုမျိုးအတုံးလေးတွေကကိုယ့်အတွက်အကျိုးရှိလားမသိဘူးအကျိုးရှိရဆိုလို့ရှင် comment မှာ yes လို့ရေးသွားပေးမယ်နော်အကျိုးရှိရသူများနေရဆိုလို့ရှင် sub ပြီးလုပ်ပေးပါမယ်နောက်ထပ် video အစ်တွေလုံးမတော်လို့လဲဒီ page ကို follow လုပ်ထားဖို့မမေ့တော့နော် bye bye see you in the next video